အလုံးမင်္ဂလာပါရှင်။ကျမမှတ်ဉာဏ်ရဲ့အကြောင်းလေးတွေကိုဆွေးနွေးနေရမှာမနေ့ကတော့ပြီးသွားပြီပေါ့လေ။အဲဒီမှာဆိုရင်မှတ်ဉာဏ်မှာဒါ sensory memory ရှိရယ် long term memory sorry short term memory ရှိရယ် long term memory ရှိရယ်သူတို့တွေကဘလို process တွေဘလို့တွေလုံဆောင်နေဘလို့တွေရနေပြီးတော့ဘလို့မှတ်မိရယ်သူတို့တွေမှတ်မိရယ် duration တွေ capacity တွေ function တွေပေါ့နော်။ကျမဆွေးနွေးသွားတယ်။ ဆွေးနွေးပြီးသွားပြီပေါ့နော်အဲ့ဒီတကူချင်းစီရဲ့ပေါ့အသေးစိတ်ကလေးတွေဆွေးနွေးပြီးသွားတယ်ဒီမှတ်ဉာဏ်တွေပိုအားကောင်းမှုတွေကအတန်ရှင်ရရှိအောင်ဆောင်ရွက်ပေးရမယ်ထက်ခါထက်ခါလေ့ကျင့်မှုတွေလှုပ်ဆောင်ရမယ်ဆိုတာလေးကိုဆွေးနွေးပြီးသွားပါတယ်အဲ့ဆိုလို့ရှိရင်ကျမတို့မှတ်ဉာဏ်တစ်ခုချင်းစီမှာလဲသူရဲ့မှတ်ဉာဏ်ရဲ့အကြောင်းအရာတွေပေါ့နော်အဲ့ဒီမှာဆိုရင်ကျမတို့ stages တွေကိုကျမဆွေးနွေးလို့ပြီးသွားပြီ stages တွေကိုကျမဆွေးနွေးသွားတယ်စင်ချင်းစီပေါ့နော်အဲ့ ဒါအဓိကအာယုံခံမှတ်ဉဏ်ရေတိုမှတ်ဉဏ်ရေရှည်မှတ်ဉဏ်ဆိုပြီးတော့ကျမတို့ stages line ဆွေးနွေးပြီးဆွေးနွေးလို့ပြီးသွားပါပြီအဲဒါဆိုရင်ကျမယနေ့မှလည်းပဲဒီကျမဒုတိယဥတီချက်ထားထားရပေါ့နော်ဒုတိယဆွေးနွေးမယ့်အကြောင်းအရာလေးပေါ့နော်အဲအကြောင်းအရာလေးကိုယနေ့ဆွေးနွေးပြီးသွားမှာပါဒီနေ့မှဆိုလို့ရှိရင်အမျိုးအစားလိုက်ခွဲခြားထားတဲ့မှတ်ဉဏ်လေးမှတ်ဉဏ်အမျိုးအစားတွေပေါ့လေအဲ့ဒီအမျိုးအစားလိုက်ခွဲခြားထားတဲ့မှတ်ဉဏ်လေးမှာဒီသူကစင်းနှမျိုးခွဲခြားထားတယ် ဒီ type နှစ်ခုရှိတယ်ပေါ့နော်ကျွန်မဆွေးနွေးထားတဲ့အချိန်မှာပါပါတယ်အဲဒါဆိုလို့ရှိရင်ဘာတွေတုံးဆိုတာကိုကျွန်မတို့ဆက်ပြီးတော့လေ့လာသွားလိုက်ရအောင်ပါအမျိုးအစားလိုက်ခွဲခြားထားတဲ့မှတ်ဉာဏ်တွေကဘာတွေတုံးဆိုတာလေးကိုလေ့လာကြရအောင်ပါအဲပထမဦးဆုံးက explicit memory သိစိတ်ကနေလှုပ်ဆောင်နေတယ် conscious awareness ရှိတဲ့ memory လေးပါဒါဆိုရင်သူက အာဟောရှေ့တိုင်းမှာလည်းကျွန်မအကျဉ်းဆွေးနွေးထားတာပါတယ်ပေါ့နော်ဒီမှာကတော့သေစိတ်ဆက်ဆွေးနွေးမှာပါဟောရတာတွေရဲ့အဓိပ္ပာယ်ရင်းမြစ်နဲ့ဆိုင်တဲ့အသည့်ကိုဒါဒီက explicit memory လို့ခေါ်ပါတယ်အဲ့မှာဆိုလို့ရှိရင်လည်းနှစ်ခုထပ်ခွဲသွားတယ်အဲ့ဒါကဘာလို့ဆိုလို့ရှိရင်ကျွန်မတို့ဒီအချက်လက်ဒီအခြေခံဘုဒ္ဓတာတွေကိုမှတ်မိအခြေခံအသိပညာတွေကိုမှတ်မိရပေါ့နော်အဲ့ရဥပမာဆိုလို့ရှိရင်ငပြောသည်ဘနန်းနာငပြောသည်လေးကိုမြင်လိုက်တဲ့အခါမှာ ဒီငပြောတိကအဝါရောင်ဆိုတာသူ့ရဲ့စိတ်ကဒါအလိုလိုပေါ့ရေဘူးအားဖြင့်ပေါ့နော်အများအားဖြင့်ငပြောတိကမှဲ့သွားရင်အဝါရောင်ကိုဒါကြောင့်ပေါ့ရေဘူးအားဖြင့်လို့ကျွန်မဆိုလိုပါတယ်ရေဘူးအားဖြင့်ကတော့အဝါရောင်ရှိကြတယ်ဒါဆိုရင်သူ့ရဲ့အဲတိစိတ်ထဲမှာဒါအဝါရောင်ဆိုတာကိုတန့်ပြီးတော့ဆက်ဆက်ပြီးတော့မှတ်မိသွားရဲ့အဲလိုမျိုးပေါ့နော်ဟိုတနှစ်မှာဆိုလို့ရှိရင်ဆယ်နှစ်လရှိရဲ့ဒါတို့တီဟိုမှတ်မိရဲ့ပေါ့နော်နောက်တစ်ခုကကြတော့ spider ဆိုတာတော့ pink ကမှာဒါ ဒီပေါ့နော်သူ့ရဲ့ခြေချောင်းလေးတွေဟာရှစ်ချောင်းရှိရဲ့ဒါတိစိတ်ကနေမှတ်မိနေတဲ့အသည့်ပေါ့နော်ဒါကကြတော့တိစိတ်ကလှုပ်ဆောင်နေတဲ့ conscious awareness ဖြစ်ပါတယ်အဲဒီလိုမျိုးပေါ့နော်သူဆက်ဆက်ပြီးတော့ဒါသူ့ရဲ့ general knowledge ကနေပြီးတော့အချက်လက်တွေကနေပြီးတော့မှတ်မိသွားတာမှတ်မိနေတဲ့မှတ်ဉာဏ်မှာမှတ်ဉာဏ်အမျိုးအစားပေါ့နော် general ရေဘူးရအသိပညာဘူတုဒအချက်လက်တွေကနေမှတ်မိရဲ့ မှတ်ဉာဏ်အမျိုးအစားမျိုးပါနောက်တစ်ခုကကြတော့ personal တူတယောက်ချင်းစီမှာရှိတဲ့ experience အနေနဲ့ဆိုင်တဲ့အကြောင်းအရာတွေပါဥပမာပေါ့နော်အဲဒူတိုင်းနဲ့ဟိုအားလုံးနဲ့ထပ်တူညီမှာမဟုတ်ဘူးဒါသူ့ရဲ့ personal အရာပေါ့နော်အတွေ့အကြုံတွေရသူ့ရဲ့သိစိတ်ထဲမှာမှတ်မိနေရတယ်ပေါ့ဥပမာကျွန်တော်တို့ဒီမှာရှင်းကပညာထက်တန်းကြောင်းဒီဘွဲ့မိမိတို့ယူခဲ့တဲ့ဘွဲ့ဘွဲ့တဲ့အခမ်းအနားတွေအကြောင်းတွေမှတ်မိနေမယ် အဲနောက်တကဟိုမှာဒီပေါ့နော်ကျမတို့ကျမတို့ကျမတို့မေမေဆိုလို့ရှိရင်သူ့ရဲ့ပထမဦးဆုံးမွေးရဲ့သမီးကြီးရဲ့မွေးတက်ကလေးကိုဗေချိထမေမေသူတည်ရဲ့ကျန်တဲ့သူတွေမွေးတက်ကလေးကိုမေ့ကျင်မေ့သွားမယ်အကြီးဆုံး မွေးဖွားလာတဲ့တမိကြီးရဲ့မွေးတက်ကလေးကိုတော့သူအမြဲတမ်းမှတ်မိနေတယ်။ဟောဒါကလည်းပဲသူ့ရဲ့တိစိတ်ကနေပြီးတော့မှတ်မိနေတယ်။ဒါမှတ်ဉာဏ်မျိုးစားတွေပါ။ဒါဆိုလို့ရှိရင်အချက်လက်တိပညာဘူတုဒ္ဒတွေကိုမိမိတို့တွေ့ကြုံခဲ့တဲ့ကိုယ်ပိုင်တွေ့ကြုံနေအဖြစ်ပြက်တွေကနေပြီးတော့မှတ်မိနေစေတာဟာလေကျမတို့ explicit memory မျိုးစားထဲမှာပါပါတယ်ရှင်။နောက်တစ်ခု episode ဆိုလို့ခေါ်တဲ့ဇက်လန်းဇက်ွက်ဇက်ချောင်းတွေပေါ့နော်။မိဘဝမှာဖြစ်ပေါ်လာတဲ့ အဖြစ်ပေါ်ခဲ့တဲ့တွေ့ကြုံခဲ့ရတဲ့အကြောင်းအရာတွေဇလန်းဇက်ွက်ဇက်ကြောင်းတွေကိုလည်းသူကအဓိကဒီသိစိတ်မှတ်ဉာဏ်ထဲမှာမှတ်မိနေတဲ့အကြောင်းအရာလေးတွေနေနေဆိုပြီးတော့မှတ်ဉာဏ်အမျိုးအစားထဲမှာထည့်ထားပါတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်ကျမတို့သိစိတ်ကနေပြီးတော့မှတ်မိတဲ့အကြောင်းအရာချို့လေးအကြောင်းကိုကျမဆွေးနွေးပေးသွားတယ်။ဒီမှတ်ဉာဏ်အမျိုးအစားကနေပြီးတော့ဒီလိုပုံစံလေးတွေနဲ့ချိတ်ဆက်ပြီးတော့ပေါ့နော်။ဟောမှတ်မိသွားစေတယ်။ မိမိမှာရှိဒီကပေါ့နော်ဟိုရေဘူးရအသိပညာအချက်လက်တရားနေပြီးတော့သိစိတ်ကနေလဲမှတ်မိနေရရရှိတယ်လို့ပဲမေတူရီယာတူချင်းစီမှာရှိနေတဲ့အတွေ့အကြုံတွေကနေပြီးတော့မှတ်မိနေတယ်အကြောင်းအရာတွေလည်းရှိတယ်ဆိုတဲ့အမျိုးအစားတစ်ခုရယ်နောက်တစ်ခုကကြတော့ကျမတို့ဒီက implicit memory non declarated memory သိစိတ်ကလုံဆောင်နေဖို့မလိုဘူးသူ့အာနဲ့သူ not require conscious awareness သူရဲ့ မတိစိတ်ကနေပြီးတော့လှုပ်ဆောင်တာဒါဆိုလို့ရှိရင်အဲ့ဒီမှာလည်းဒီကဒီမတိစိတ်ကလှုပ်ဆောင်တာမှာလည်းပဲ၃ခုထပ်ပြီးတော့ခွဲသွားတယ်အဲ့ဒီမှာဆိုရင် procedural memory ဆိုတာကကြတော့လှုပ်ရှားလှုပ်ရှားမှုတွေနဲ့ပေါ့တိမှုဆိုင်ရာကျွမ်းကျင်မှုအလေးထားဆိုင်ရာတုံ့ပြန်မှုတွေဥပမာမိမိတူတူတယောက်ချင်းစီတိုင်းမှာရှိရဲ့အိမ်ဒီမှာလှေကားတက်တည်ရှိရဲ့ဒီလေကားတက်ကိုမိမိခြေတော့ကဘလောက်လှမ်းရင်ဒီနောက်တစ်ထပ်ကိုရောက်တယ်ဆိုတာကိုဟို မတိစိတ်ကနေအလိုလိုတိပြီးတော့ကျွန်းကျွန်းကျင်ကျင်တတလလက်တက်သွားတယ်ပဲအဲတချို့ဒီဧည့်သည်တခြားဘောမမိနဲ့မရင်းနှီးတဲ့အိမ်တိန်ကိုသွားမယ်အဲဧည့်သည်တယောက်အနေနဲ့သွားမယ်ဆိုလေကားတက်တော့မယ်ဆိုရင်လက်တန်းလေးဂိုင်းပြီးတော့ဟိုဘောနော်မလဲဟိုဟာမဖြစ်အောင်ပေါ့အနေမဖြစ်အောင်ထိန်းပြီးတော့ဖြည်းဖြည်းချင်းတက်ရအဲဒါကကြတော့ဒါအသည့်အစမ်းဖြစ်နေရဟိုဒီမှာ experience မရှိဘူးလေခုမိမိအိမ်မှာရှိတဲ့လေကားတစ်ခုကြတော့ မိမိကျွမ်းကျင်ကျင်တက်တက်လက်လက်ဘာဖြစ်နိုင်လို့ဆိုရင်တက်သွားနိုင်တယ်အဲ့ဒါဘာလို့ဆိုရင်သူ့ရဲ့ဒီမတိစိတ်ကနေပြီးတော့မှတ်ထားပြီးတော့လှုပ်ဆောင်နေတယ်မှတ်ဉာဏ်ကနေလှုပ်ဆောင်နေလေ့ကျင့်ဒါမျိုးကိုကျမတို့ကဘာလို့ခေါ်တာလို့ဆိုရင် procedural memory လို့ခေါ်တယ်သူ့ရဲ့သူ့ရဲ့ဒီမတိစိတ်ကနေအလိုလျောက်အလေးထားလိုက်တုံ့ပြန်နေတဲ့တုံ့ပြန်မှုတွေလှုပ်ရှားမှုနဲ့တိမှုဆိုင်ရာကြွန့်ကျင်မှုတွေအလေးထားဆိုင်ရာတုံ့ပြန်မှုတွေအလိုလျောက်တုံ့ပြန်နေတာ ကားမောင်းတင်ထားတဲ့သူတယောက်ကကားပေါ်ရောက်သွားလို့ရှိရင်ဘလူကားကိုစလောက်ရမယ်ဆိုတာကိုသူအလိုလိုသိပြီးသားပဲဒီရာကိုဘလူချိန်မှာဘလူပဲနံပါတ်သွင်းရမယ်ဒီလက်ကင်ကိုဘလူကန်ရမယ်သူအလိုလိုသိသွားတယ်အဲ့ဒါမျိုးကိုစုလို့တာပါဒါက procedural memory လို့ခေါ်ပါတယ်ဒါ implicit memory ကနေပြီးတော့ထပ်မံပြီးတော့ဒါနောက်တစ်ခုဒါပါဝင်တဲ့မှတ်ဉာဏ်အမျိုးအစားဖြစ်ပါတယ်နောက်တစ်ခုက primary အဲ့ဒီကကြတော့အရာဝတ္ထုတွေနဲ့ဘာသာစကားလုံးတွေကိုတတ်မှတ်ဖော်ထုတ်နိုင်တဲ့စွမ်းရည် င်းအဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ကအဲ့တော့ဘယ်လိုပြောမလို့ဆိုလို့ရှိရင်ဥပမာဒီပုံလေးတဲ့အတိုင်းပေါ့နော်ကျမရှိဟိုသူကတော့မျိုးမျိုးတော့ဒါဥပမာရေတော့အများကြီးပြကြတာပေါ့နော်ကျမတို့ဒီမှာဆိုစက်တောင်ရိုက်ပြီးပြီဆိုလို့ရှိရင်ဒီအရာလေးကိုတော့ဒါစက်တောင်နဲ့ဆိုင်နဲ့ ဒီသူ့ရဲ့ဒါဘက်တန်လေးပေါ့ဒါကတော့ကြက်တောင်ရိုက်ဖို့အတွက်ကြက်တောင်ဟာလို့ဖို့ရိုက်တဲ့ရိုက်တန်လေးပေါ့အဲ့လိုမျိုးတွေဟာအရာဝတ္ထုနဲ့စကလုံးတွေကိုတတ်မှတ်ဖို့ထုတ်နိုင်တဲ့စွမ်းရည်အဲ့ဒီမှာဆိုလို့ရှိရင်ဟိုဥပမာကြက်တောင်ရိုက်ပြီးပြီဆိုလို့ရှိရင်အမောသွားပြီလေမောသွားပြီဆိုရင် ကော်ဖီတောက်ကြမယ်ပေါ့အဲဒါဆိုရင်ကြက်တောင်ရိုက်ပြီးကော်ဖီတောက်တဲ့လေးထလေးတွေပေါ့အဲနောက်တစ်ခါဒီအချိန်မှာဒီလုတ်ကလေးကိုလှူဆောင်နေပေါ့ အဲနောက်တော့အဓိကတူရိယာပစ္စည်းလေးတွေကိုမလုပ်တော့ဆိုရင်သူ့လိုသူ့ရဲ့မတိစိတ်ကောပဲဒီတူရိယာပစ္စည်းကိုမြင်လိုက်တဲ့အခါမှာတီတီတူရိယာပစ္စည်းနဲ့ပတ်သက်ပြီးတော့သူကမလုပ်တော့အောင်ဆိုရင်ဒါတီးမုတ်ထားတဲ့အတွေ့အကြုံအရှိထားတာ experience ရှိထားတာဖြစ်တဲ့အတွက်သူမလုပ်နိုင်အောင်ဒီဒီတူရိယာလေးကိုမြင်လိုက်လို့ရှိရင်သူ့ အလိုလိုကိုသူ့ရဲ့မသိစိတ်ကနေပြီးတော့လှုပ်ရှားပြီးတော့ဗောနော်ခန္ဓာကိုယ်လှုပ်ရှားပြီးတော့တကယ်ကိုသူကောင်းမွန်တဲ့အတန်ကြီးရလာအောင်ဒီဒုတိယနဲ့တိခတ်တတ်တယ်ဗောလေအဲ့လိုမျိုးလေးတွေဗောဟိုနောက်တစ်ခါလဲကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အရာဝတ္ထုတွေကနေပြီးစကလုံးတွေကိုတတ်မှတ်ပြီးတော့ဖိုတိုလုံးတောင်းနေနဲ့ဆွဲရည်ဆိုတော့နော်သူအုံးမှာကျွန်တော်အိမ်မှာရှိတဲ့ဒမ်မီမိပိုင်တဲ့ဒမ်မီဆိုလို့ရှိရင်မှောင်တဲ့အခါမှာခလုတ်ကိုဘယ်လိုနှိမ့်ရမလဲဆိုတော့တန်းပြီးချက်ချင်းတည်တယ် ဲအဲ့လိုမျိုးပဲနဲ့မိမိအတုံးနေကြပစ္စည်းမဟုတ်ဘူးဆိုရင်ဒါကိုစန်တဝါဝါနဲ့ဒါဟိုဟာဖြစ်နေရသေးမှတ်နေရသေးရလေအလိုလိုမမှတ်မိတော့မတိစိတ်ကမမှတ်နိုင်တော့အဲ့လိုမျိုးတွေပေါ့နော်ဒါဆိုလို့ရှိရင် primary ဆိုတာကကြတော့အရာဝတ္ထုများနဲ့စကလုံးတွေကိုသတ်မှတ်ဖို့ထုတ်နိုင်တဲ့စွမ်းရည်တွေပေါ့နော်မိမိမှတ်မိထားတဲ့အကြောင်းအရာတွေသိရှိထားတဲ့အကြောင်းအရာတွေကိုမတိစိတ်ကနေအလိုလိုပဲမလုပ်နိုင်လို့ဆိုရင်ပြန်လဲဖို့ထုတ်နိုင်တဲ့စွမ်းရည်ကိုခေါ်ပါတယ်တဲ့နောက်တစ်ခုကတော့ landing through classical condition ဆိုတာကတော့ကျွန်တော်ရှေ့ပိုင်းမှာလည်းဆွေးနွေးခဲ့တာ theory တခုအနေနဲ့ပါဝင်ခဲ့ပြီးပေါ့နော်ဒီမှာဆိုရင် Pavlov ရဲ့လိုချင်တဲ့ရလက်ကိုရလာအခြေအနေကိုဖန်တီးပေးခြင်းအမှတစဉ်တည်ယူမှုကိုရရှိစေတာအဲအဲ့လိုစီးနည်းတွေနဲ့လည်းကျွန်တော်အဓိကပေါ့နော် memory တွေအမျိုးအစားတွေဟာအမျိုးမျိုးရှိနှမျိုးရှိရဲဆိုတဲ့အကြောင်းကိုကျွန်မ အဓိကကအမျိုးစာရေးနှစ်မျိုးပေါ့နော်အဲ့နှစ်မျိုးကမှထပ်ပြီးတော့ခွဲသွားတယ်ဒီက explicit memory မှာဆိုလို့ရှိရင်သူ့ရဲ့ဒီက knowledge တွေဒီရရှိထားတဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့မှတ်မိတာရှိရဲ့နောက်တစ်ခါမိမိရဲ့ဒါ personal ပေါ့နော်အခြေခံတဝူးချင်းစီမှာရှိနေတဲ့အတွေ့အကြုံအခြေခံအတွေ့အကြုံတွေရာလည်းမှတ်မိတာရှိတယ် ဒါကကြတော့တိစိတ် explicit memory ခု implicit memory ကြတော့သူဟာဒါမိမိရဲ့လှုပ်ရှားမှုတွေစွမ်းရည်တွေရလှုပ်ရှားမှုဆိုင်ရာကျွမ်းကျင်မှုတွေ data ဆိုင်ရာကျွမ်းကျင်မှုတွေတုံ့ပြန်မှုတွေဒါလည်းသူ့ရဲ့မှတ်ဉာဏ်မှတ်မိစေနိုင်တယ်မတိစိတ်ကနေမှတ်မိတာအရာဝတ္ထုတွေနဲ့စကားလုံးတွေနဲ့သတ်မှတ်ဖော်ထုတ်နိုင်တဲ့စွမ်းရည်တွေနောက်တစ်ခါမိမိလိုချင်တဲ့ရက်လက်မိမိလိုချင်တဲ့အခြေအနေတစ်ခုအတွက်ကြားခြေအနေတစ်ခုကိုဖန်တီးပေးခြင်းအနေမှာရရှိလာစေတဲ့သင်ယူမှုတွေဆိုပြီးတော့ကျမတို့ဒါ memory ီးမှတ်ဉာဏ်မျိုးစား లై ကွဲပြားခြားနာတာလေးတွေကိုကျွန်မယနေ့ဆွေးနွေးပေးသွားရင်ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်မယနေ့မှာဒီမှတ်ဉာဏ်မျိုးစား లై ပေါ့နော်သူတို့တွေဒီမှာအမျိုးမျိုးကွဲဒီနှစ်မျိုးရှိရယ် explicit memory ရှိရယ် implicit memory ရှိရယ်တိစိမ့်မှတ်ဉာဏ်ရှိရယ်မတိစိမ့်မှတ်ဉာဏ်ရှိရယ်တိစိမ့်မှတ်ဉာဏ်မှာလည်းသူတို့တွေမှာရှိနေတယ်တခုချင်းစီမှာရှိနေတယ်ကျွန်မတို့ဒီကဒီ အခြေခံအတိတွေတူးချင်းစီမှာရှိရဲ့ဒီကမိမိမှာရှိနေတဲ့ဘူးတုဒအချက်လက်တွေမှာလည်းတခုရှိမယ်နောက်တစ်ခါကျမတို့တူးချင်းစီမှာရှိနေတဲ့အတွေ့အကြုံတွေရှိမယ်အဲ့လိုပဲမတိစိတ်ကလည်းပဲမိမိလုံးဆောင်နေတဲ့လုံးဆောင်ရတဲ့အတိုင်းပေါ်မှာသူ့ရဲ့လှုပ်ရှားနေကြအလုပ်တွေကိုအလိုအလျောက်လုံးဆောင်သွားနိုင်တယ်နောက်တစ်ခါအရာဝတ္ထုတွေနဲ့ဆက်ဆက်ပြီးတော့မှတ်မိခြင်းတွေရှိမယ်နောက်တစ်ခါမိမိလိုချင်တဲ့အခြေအနေတခုကိုရရှိလာအောင်အခြေအနေဒီလှုံ့ဆော်မှုတွေ stimulus တွေပေးခြင်းအပြင် မှမိမှုအားကောင်းလာအောင်လှုပ်ဆောင်တဲ့အခြေအနေဆိုပြီးတော့အခြေအနေမျိုးမျိုးစားတွေမျိုးမျိုးရှိတယ်အခြေအနေတွေမျိုးမျိုးရှိတယ်ဆိုတာကိုကျွန်မမှတ်ဉာဏ်မျိုးစားတွေလိုက်ကွဲပြားခြားနားမှုရှိတယ်ဆိုတာလေးကိုကျွန်မယနေ့ဆွေးနွေးပေးခဲ့ခြင်းဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းပဲကျွန်မဥတီထားတဲ့ခေါင်းစဉ်တွေလိုက်ဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြားရင်းနဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။